2029ခုနှစ်ရောက်ရင်လကဘာပေါ်မှာနိုင်ငံထူထောင်မဲ့တရုတ်ရဲ့မဟာအစည်းအဝေးကြီးတရုတ်နိုင်ငံဟာအခုဆိုရင်ကမ္ဘာအကြီးဆုံးစူပါပါဝါဖြစ်လာဖို့အရှိန်ဟုန်ပြင်းစွာကြိုးစားနေပါတယ်။သူတို့ရဲ့ရည်မှန်းချက်ကြီးမားတဲ့အာကာသအစည်းအဝေးကဒီအချက်ကိုထင်ရှားစွာပြသနေပါတယ်။ TikTok လိုမျိုးတခြားသူတွေရဲ့တီထွင်ဖန်တီးမှုတွေကိုယူပြီးပုံမကောင်းမအောင်ပြန်လုပ်ကအောင်မြင်မှုရယူတတ်တဲ့တရုတ်နိုင်ငံရဲ့ဤပညာချင်းကပ်ပုံအတိုင်းပဲ သူတို့ရဲ့အာဂါသအစီအစဉ်တွေဟာလည်းအခြေခံကောင်းမိသားဤပညာတွေကိုအခြေခံပြီးတိစောက်နေတာကိုတွေ့ရပါတယ်။တရုတ်နိုင်ငံနဲ့ Apple ကုမ္ပဏီကြားမှာတူညီတဲ့အချက်တစ်ခုကတော့သူတို့ဟာအသက်ဆန်းတွေတိတ်မတီထွင်ပါဘူး။တခြားသူတွေလှုပ်ထားတာတွေကိုပဲယူပြီးပိုကောင်းအောင် ပိုပြီးဆွဲဆောင်မှုရှိအောင်လုပ်ယူတတ်ကြပါတယ်။တရုတ်နိုင်ငံရဲ့လုပ်ငန်းတွေကလည်းအဲ့ဒီလိုပါပဲ။တခြားသူတွေလှုပ်ထားတဲ့တီထွင်မှုတွေကိုယူပြီးအများကြီးထုတ်လုပ်ပါတယ်။ဥပမာ TikTok လိုမျိုးပေါ့။ ဒါပေမဲ့ဒီလိုမျိုးလုပ်တဲ့အခါသူများတွေရဲ့အမှားတွေကိုရှောင်ပြီးပိုကောင်းအောင်လုပ်နိုင်တာကြောင့်သူတို့ရဲ့ထုတ်ကုန်တွေကပြောစရာသိမ့်မရှိပဲဖောက်တယ်တွေအကျိုက်ဖြစ်နေတတ်ပါတယ်။သူတို့ကတခြားသူတွေလှုပ်ထားပြီးသားတီထွင်မှုတွေကိုနမူနာယူပြီးကိုယ်ပိုင်ပုံသဏ္ဍာန်ပိုမိုကောင်းမွန်အောင်လုပ်တာဒါမှမဟုတ်ပတ်စံအများကြီးရှာတာမျိုးလုပ်ကြလိမ့်ရှိပါတယ်။တရုတ်နိုင်ငံရဲ့စက်မှုလုပ်ငန်းတွေကလည်းအလားတူပါပဲ။သူတို့ကတခြားသူတွေလှုပ်ထားပြီးသားတီထွင်မှုတွေကိုအတူယူပြီးအများကြီးထုတ်လုပ်တာမျိုးပါ။ အမေရိကန်ကနီးပညာကုမ္ပဏီတိုင်းမှာလည်းတရုတ်နိုင်ငံကလိုက်လံတူပပြီးထုတ်လုပ်လေရှိတဲ့အတူပတွေရှိပါတယ်။ဒါပေမဲ့တခြားသူတွေရဲ့တီထွင်မှုတွေကိုအခြေခံပြီးလုပ်တဲ့အခါမှာတော့အစကတည်းကအခြေခံကောင်းပြီးသားဖြစ်နေတော့ပို့ပြီးအဆင်ပြေပါတယ်။အမားတွေအခက်ခဲတွေကိုရှောင်ရှားနိုင်ပြီးပို့ကောင်းအောင် လုပ်နိုင်ပါတယ်။တရုတ်ကြီးရဲ့အာကာသစူးစမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီးလည်းဒီလိုပဲပြောလို့ရပါတယ်။တရုတ်နိုင်ငံကနိုင်ငံကြီးတွေရဲ့အာကာသကိုရသလောက်နယ်ချဲ့နိုင်ရေးမှာဥဆောင်ပြီး အင်္ဂါဂျိုကိုလူသားစေလွတ်တဲ့နေရာမှာအနောက်နိုင်ငံတွေကိုကြော်ဖြတ်နိုင်မလားဒါကတော့ဖြစ်နိုင်ခြေရှိပါတယ်အာကာသကိုတွားရောက်တာမျိုးကဘယ်နိုင်ငံကမဆိုသူတို့အနေနဲ့စူပါပါဝါဖြစ်ကြောင်းပြသတဲ့နီလန်တစ်ခုပါပဲအခုချိန်မှာတရုတ်နိုင်ငံကကမ္ဘာအကြီးဆုံးစူပါပါဝါဖြစ်လာဖို့အစွမ်းကုန်ကြိုးစားနေပါတယ်တချို့ကတော့သူတို့ကဖြစ်နေပြီလို့တောင်ပြောကြပါသေးတယ် Brian Beckwith က NASA ရဲ့ budget တွေကို short ချခံရပြီး တရုတ်အာကာသအစီအစဉ်ကအနောက်နိုင်ငံတွေနဲ့ပိုမိုရှင်ပြိုင်နိုင်စွမ်းရှိလာတဲ့အတွက်တရုတ်နိုင်ငံဟာအာကာသစူးစမ်းရေးပြိုင်ပွဲမှာဥဆောင်ပြီးတော့အင်္ဂါဂျိုဘောလူသားပို့ဆောင်ရေးမစ်ရှင်မှာအနောက်နိုင်ငံတွေကိုကြော်ဖြတ်နိုင်မလားလို့မေးခဲ့တာပါတရုတ်နိုင်ငံမှာဆိုဂျိုင်းခွက်တွေကိုကြော်ခုန်နိုင်တဲ့ကားတွေတောင်တိဆောက်ခဲ့ပြီးပါပြီအခုဆိုမိုင်ပေါင်း2800ရှိတဲ့အမြန်ရထားလမ်းတွေကိုလည်းတိဆောက်ထားပြီးသားပါအဲ့ဒီတဲကမိုင်2000ကျော်ကို2011ခုနှစ်နောက်ပိုင်းမှာတိဆောက်ခဲ့တာပါ ်အမေရိကန်မှာဆိုအမြန်ယထာလမ်း385မိုင်ပဲရှိပါသေးတယ်။ဒါပေမဲ့ဒါကအမြန်ယထာလမ်းကြောင်းမဟုတ်ပါဘူး။အာကာသပြိုင်ပွဲအကြောင်းပါ။တရုတ်နိုင်ငံကအာကာသနယ်ပယ်မှာဘယ်လိုနေရာယူထားလဲ။တရုတ်နိုင်ငံကသူတို့ကိုယ်ပိုင်အာကာသစခန်းပိုင်ဆိုင်တဲ့တူဦးရီသောနိုင်ငံပါ။ American Russia ဥရောပအာကာသ Agency ESA ဂျပန်အာကာသစူးစမ်းရေး Agency JAXA နဲ့ တခြားနိုင်ငံတွေကနိုင်ငံတကာအာကာသစခန်း ISS ကို မျှဝေသုံးစွဲနေကြတယ်မှာတရုတ်နိုင်ငံကသူတို့ဘာသာတိစောက်ခဲ့ပါတယ်2011ခုနှစ် NASA ရဲ့အသုံးစရိတ်ဥပဒေကြမ်းက Wolf ပြင်ဆင်ချက်ဆိုတာထည့်သွင်းခဲ့ပါတယ်ဒါကကွန်မြူနစ်ဝါဒကြောင့် NASA အနေနဲ့တရုတ်နိုင်ငံနဲ့ဘလို့မှပူးပေါင်းဆောင်ရွက်ခြင်းပစ္စည်းကရိယာမျှဝေသုံးစွဲခြင်းမပြုရဘူးလို့တားမြစ်ထားတာပါဒီဥပဒေဟာအဲ့ဒီကလေးကအခုထိဥပဒေကြမ်းတိုင်းမှာထည့်သွင်းလာခဲ့ပါတယ် ီပြင်ဆင်ချက်ကိုအဆိုပြုခဲ့တဲ့ American ကိုယ်စားလှယ် Frank Wolf ရဲ့နာမည်ကိုအစွဲပြုပြီး Wolf ပြင်ဆင်ချက်လို့ခေါ်တာပါဒီမူဝါဒကိုဘလို့ပဲသဘောထားသည်ဖြစ်စေဒါကတရုတ်နိုင်ငံကိုသူတို့ဘာသာလုပ်ဖို့တွန်းအားပေးလိုက်သလိုပါပဲတရုတ်နိုင်ငံရဲ့လူသားအာကာသပြန်တမ်းမှုအစောပိုင်းကာလများတရုတ်နိုင်ငံကသူတို့ကိုယ်ပိုင်အာကာသယဉ်မှုတွေကိုအာကာသတွေကိုဆေလွတ်နေခဲ့ပြီးပါပြီသူတို့ရဲ့ပထမဆုံးအာကာသယဉ်မှုကို2003ခုနှစ်က ရှန်ဂျိုးဖိုက်မစ်ရှင်နဲ့စေလွှတ်ခဲ့တာပါရှန်ဂျိုးအာကာသယာဉ်ကရုရှားရဲ့ဆိုယုစကက်ဆူဆိုတဲ့အာကာသယာဉ်နဲ့ဆင်တူပေမဲ့ပူကြီးပြီးခင်မိပါတယ်ရှန်ဂျိုးဆိုတာနတ်ဖျားတို့ရင်လို့အဓိပ္ပာယ်ရပါတယ်သူတို့ရဲ့အာကာသယာဉ်တွေအားလုံးကဒီလိုမျိုးဌာနာရီဆန်ဆန်နာမည်တွေပေးထားတာပါ2003ခုနှစ်ကနေ2011ခုနှစ်အတွင်းမှာသူတို့ကရှန်ဂျိုးမစ်ရှင်တွေကိုဇက်တိုက်လွှတ်တင်ပြီးအာကာသထဲမှာနေထိုင်လုပ်လုပ်ပုံ စုံမှတ်ဖန်တီးပုံစတာတွေကိုစမ်းသပ်လေ့ကျင့်ခဲ့ပါတယ်။အစပိုင်းမှာတော့ ISS ကိုသွားဖို့ရည်ရွယ်ခဲ့ပေမဲ့ Wolf ပြင်ဆင်ချက်ကြောင့်သွားစရာစခန်းမရှိတော့တဲ့အခါသူတို့ကိုယ်ပိုင်စခန်းကိုတိဆောက်လိုက်တာပါ။သူတို့ကိုယ်ပိုင်အာကာသစခန်းကိုထျန်းကုန်းလို့နာမည်ပေးခဲ့ပါတယ်။ကောင်းကင်ဘုံနန်းတော်လို့အဓိပ္ပာယ်ရပြီးတော့ဒါဟာ ISS ရဲ့သုံးပုံတပုံခန့်အရွယ်စားရှိပါတယ်။ပထမဆုံးစိတ်ပိုင်းကို2021ခုနှစ်မှာပတ်လန်းလေးကိုဆေလွတ်ခဲ့ပြီး နောက်ထပ်နှစ်ခုကိုတော့နောက်နှစ်မှာထပ်မံဆေလွတ်ခဲ့ပါတယ်။အစိပ်ပိုင်းတွေရဲ့နာမည်ကတော့တျန်ဟီဝမ်ချန်နဲ့မန်ချန်တို့ဖြစ်ပါတယ်။၂022ခုနှစ်ကလေးကစပြီးအများရန်လူသားတွေနေထိုင်အလုပ်လုပ်နေတာပါ။နောက်ဆုံးဆေလွတ်ခဲ့တဲ့မစ်ရှင်ကတော့ပြီးခဲ့တဲ့ဧပြီလကရှန်ဂျိုး20ပါပဲ။သူတို့အာကာသစခန်းမှာလုပ်နေတာတွေကတော့ ISS မှာလုပ်နေတာတွေနဲ့အတူတူပါပဲ။အာကာသထဲမှာအချိန်ကြာကြာနေထိုင်အလုပ်လုပ်ပုံကို လေ့လာနေကြတာပါ။ လကဘာနဲ့အင်္ဂါဂျိုအစီအစဉ်တွေအတွက်2009ခုနှစ်မှာသူတို့ရဲ့လကဘာစူးစမ်းရေးနဲ့လေးလာရေး channel အစီအစဉ်ကိုစတင်ခဲ့ပါတယ်။ channel ဆိုတာတရုတ်တန်တာကြီးတွေကလနဲ့သမီးနာမည်ပါ။ဒီ channel program ကဘလို့ရှုထောင့်ကနေပဲကြည့်ကြည့်တကယ်ကိုအောင်မြင်မှုရရှိခဲ့ပါတယ်။ Wikipedia ကဇာတ်ကားကိုကြည့်ရင် အောင်မြင်တဲ့ mission တွေကိုအစိမ်းရောင်နဲ့ပြထားတာတွေ့ရပါလိမ့်မယ်။ mission တစ်ခုမှမအောင်မြင်တာမျိုးမရှိခဲ့ပါဘူး။ ဒါကအခြားနိုင်ငံတွေနဲ့ပုဂ္ဂလိကကုမ္ပဏီတွေရဲ့မကြာသေးခင်က အာကာသမစ်ရှင်တွေမအောင်မြင်တာတွေနဲ့ရှင်ရင်ပြောစရာကောင်းပါတယ်။2009ခုနှစ်နဲ့2010ခုနှစ်မှာလွှတ်တင်ခဲ့တဲ့ Chang'e 1နဲ့တူလို့ဟာပန်လန်းချောင်းစမ်းသပ်ရင်တွေဖြစ်ပြီးတော့ကမ္ဘာလမ်းကြောင်းနဲ့ပတ်သက်ပြီးစူးစမ်းလေ့လာရမယ့်သူတို့ရဲ့မစ်ရှင်ကိုပြီးမြောက်ခဲ့ပါတယ်။2013ခုနှစ်ကလကမ္ဘာကောကိုလွှတ်တင်ခဲ့တဲ့ Chang'e 3ဟာလရဲ့မျက်နှာပြင်ပေါ်စဉ်သက်နိုင်ခဲ့ပြီးလပေါ်မှာလမ်းလျှောက်နိုင်တဲ့စက်ကလေးတစ်စီးတောင်ပါဝင်ခဲ့ပါတယ်။ Channel 4ကတော့လကပါရဲ့အဝေးဆုံးဘက်ချမ်းကိုဆင်းသက်ပြီးလပေါ်လမ်းလျှောက်ဆက်ကလေးတစ်စီးပါဝင်ခဲ့ပါတယ်။2020ခုနှစ်နဲ့2024ခုနှစ်တွေမှာလည်း Channel Mission အသီးသီးကိုလှုပ်ဆောင်နိုင်ခဲ့ကြပြီးတော့လမျက်နှာပြင်ပေါ်ကနမူနာကြောက်သားတွေကောက်ယူတာတွေအထိပါအအောင်မြင်မြင်လှုပ်ဆောင်လာနေနိုင်ပါပြီ။လကပါကအနာဂတ် Mission တွေနဲ့ပတ်သက်ပြီးသူတို့မှမကြခင်လှုပ်ဆောင်မယ့် Mission နှစ်ခုရှိပါသေးတယ်။ဒီနှစ်ခုက Channel 7နဲ့8တို့ဖြစ်ပါတယ်။ Channel 7ကလကဘာတောင်ဝင်ရိုးစွန်းကမီးတောင်ဝါတစ်ခုမှာဆင်းသက်မှာပါ။အဲ့ဒီနေရာကပထမဆုံးလူသားအခြေစခန်းတွေဖြစ်လာနိုင်တဲ့နေရာမျိုးပါ။ဒါကို2026ခုနှစ်မှာဆေလွတ်ဖို့စီစဉ်ထားပါတယ်။ Channel 8ကလည်းတောင်ဝင်ရိုးစွန်းမှာပဲဆင်းသက်မှာပါ။ဒါပေမဲ့ဒါကလကဘာအခြေစခန်းတိဆောက်ရမှာထောက်ကူဖြစ်မဲ့နည်းပညာတွေကိုစမ်းသက်မှာပါ။ဥပမာလကဘာမြေသားကိုကွန်ကရစ်ဖြစ်ပြောင်းလဲနိုင်တဲ့ 3D ပရင်တာမျိုးပေါ့။ ဒါကတော့2028ခုနှစ်အတွက်စီစဉ်ထားပါတယ်။လက်ကဘာခြေစကန်တိဆောက်ရေးနည်းပညာတွေကိုစမ်းသပ်နေတာကသူတို့ရဲ့လက်ကဘာနဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေကဘာတွေလဲဆိုတာကိုပြောပြနေပါတယ်။ဒါကတော့2029ခုနှစ်မှာတရုတ်အာကာသယာဉ်မှုတွေကတရုတ်လံကိုလက်ကဘာပေါ်မှာ လွှင့်ထူဖို့ပါပဲ။2029ခုနှစ်ကတရုတ်နိုင်ငံအတွက်အရေးကြီးတဲ့နှစ်တစ်နှစ်ပါ။သူတို့ရဲ့တော်လှန်ရေး180ပြည့်နှစ်ပတ်လည်နေ့ဖြစ်နေလို့ပါ။ ဒါကြောင့်ဒီအချိန်စရာတိုင်းသွားဖို့သူတို့တော်တော်လေးစိတ်အားထက်သန်နေကြပါဗျ။လကဘာဝကိုလူသားတွေဆေးလွှတ်မဲ့အစီအစဉ်နဲ့ပတ်သက်လို့လဲသူတို့ရဲ့လကဘာအစီအစဉ်က အမေရိကန်ရဲ့အပိုလိုအာကာသပရိုဂရမ်နဲ့တော်တော်လေးဆင်တူပါဗျ။ဒီမရှင်မှာဆိုရင်လကဘာပတ်လန်းရင်နဲ့လကဘာဆင်းသက်ရင်နှစ်ဆင်းပါဝင်မှာဖြစ်ပြီးစုစုပေါင်းအာကာသယင်မှု၃ဦးလိုက်ပါမှာဖြစ်ပါတယ်။ဒါကလကဘာဘော်ကိုပထမဆုံးအခြေချခဲ့တဲ့ Nathan Strong တို့တုံးကတော့လို့ပါပဲ။ အာကာသယင်မှုနှစ်ဦးကလကဘာမျက်နှာပြင်ပေါ်ကိုဆင်းသက်မှာဖြစ်ပြီးတော့တဦးကတော့ပတ်လန်းထဲမှာနေခဲ့မှာဖြစ်ပါတယ်။သူတို့ရဲ့မစ်ရှင်ပြီးသွားရင်လကဘာရဲ့မျက်နှာပြင်ကနေပြန်တက်လာတဲ့ယင်ကပတ်လန်းကယင်နဲ့ပြန်ဆုံပြီးကဘာမျိုးကိုပြန်လာမှာပါ။အပိုလိုစီစဉ်နဲ့မတူညီတဲ့ကွာခြားချက်ကတော့အာကာသယင်မှုအလုံးကို Satan 5လို့ AR မှဒုံမြန်ကြီးတစည်းတဲ့နဲ့လွှတ်တင်မှာမဟုတ်ပဲဂျိုးပတ်လန်းကယင်နဲ့လရဲ့မျက်နှာပြင်ပေါ်ဆင်းမဲ့ယင်နှစ်ခုစလုံးကိုတီးကြားစီလွှတ်တင်ပြီး ကဘာပလန်းထဲမှာပြန်ဆောင်ပြီးမှလကဘာစီကိုသွားမှာပါသူတို့ဒီဇိုင်းထုတ်ထားတဲ့ orbiter ကိုမန်ရှောင်းလို့ခေါ်ပြီး lander ကိုတော့ landwell လို့ခေါ်ပါတယ်ဒီ mission အတွက်အသုံးပြုမဲ့ဒုံးမြန်ကတော့ long match တန်းဖြစ်ပြီးလက်ရှိမှာအကောင်အထည်ဖော်တည်ဆောက်နေစေဖြစ်ပါတယ်ဒါဟာ SpaceX ရဲ့ Falcon Heavy ဒုံးမြန်နဲ့အတော်လေးဆင်တူပြီး Bebet Booster နှစ်ခုနဲ့ပြန်လည်အသုံးပြုနိုင်တဲ့ဥတိုင်းတစ်ခုပါဝင်ပါတယ်တရုတ်နိုင်ငံဟာ2029ခုနှစ်မှာ ်လကဘာဘော်ကိုလူသားတွေဆေးလွှတ်ပြီးသူတို့အလံကိုလွှင့်ထူပြီးတဲ့နောက်မှာလည်းရက်တန်သွားမှာမဟုတ်ပါဘူးသူတို့ရဲ့အစီအစဉ်တွေကအဲ့ဒီထက်ပိုမိုကြီးမားပါတယ်တရုတ်နိုင်ငံဟာလကဘာဘော်မှာလူသားတွေရေရှည်နေထိုင်နေနိုင်တဲ့အခြေစခန်းတစ်ခုတည်ဆောက်ဖို့အစီအစဉ်နေပါတယ်ဒါကိုနိုင်ငံတကာလကဘာသုတေသနစခန်း International Lunar Research Station ILRS လို့ခေါ်ပြီးနိုင်ငံတကာမိတ်ဖက်တွေကိုလည်းပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ထားပါတယ် ဒီခြေစခန်းကို2030ခုနှစ်ကနေ2035ခုနှစ်တွင်ကမ္ဘာမြေပြင်ကနေလွတ်တင်မှု9ချိန်နဲ့တည်ဆောက်သွားမှာပါဒီလိုကြီးမားတဲ့စီစဉ်အတွက် long match 9 long match 9လိုမျိုးအေယာမဒုံးပြန်ကြီးတွေလိုအပ်ပါတယ်ဒီ long match 9ဟာ SpaceX ရဲ့ Starship ဒုံးပြန်ထပ်တောင်ပို့ကြီးပါတယ် Chang'e 8 mission မှာ 3D printer နဲ့လကမ္ဘာအခြေစခန်းတည်ဆောက်ရေးနည်းပညာတွေကိုစမ်းသပ်နေတာဟာ DILRS စီမံကိန်းအတွက်အရေးပါတဲ့အဆင့်တစ်ခုပါပဲ။ တရုတ်နိုင်ငံဟာလာမယ့်ဆယ်စုနှစ်ရဲ့အကောင်းဆုံးပိုင်းကိုစက်ရုပ်တွေနဲ့လာကဘာအခြေစိုက်စခန်းတိဆောက်ရမှာအချိန်ပေးပြီး နောက်ဆုံးမှာတော့သူတို့ရဲ့အာကာသယဉ်မှုတွေကိုအဲ့ဒီမှာတွားရောက်နေထိုင်အလုပ်လုပ်ပြီးတော့လိုအပ်တဲ့သူတေသနလုပ်ငန်းတွေကိုပြုလုပ်ခိုင်းမှုရည်ရွယ်ထားပါတယ်။ဒီဒေါ်တွင်းမှာအမေရိကန်ရဲ့လာကဘာစင်းသက်ရေး Artemis Mission တွေကတော့အခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ Artemis Mission တွေရဲ့အစီအစဉ်တိုင်းသာဆိုရင်2030ပြည့်နှစ်တွေရဲ့အလဲပိုင်းကနေနောက်ပိုင်းလောက်မှာ လကဘာဘော်ကို အချိန်ချင်းဆင်းသက်ပြီးလကဘာအခြေစခန်းတချို့ကိုစတင်တည်ဆောက်နေလောက်ပါပြီ။ဒါပေမဲ့လက်ရှိအချိန်မှာတော့ NASA ဟာ Artemis 3အတွက်2029ခုနှစ်ကိုပဲဆင်းသက်ရက်အဖြစ်ပြတ်မှတ်ထားနေသေးပါ။ဒီမစ်ရှင်ကပြန်ပြင်လို့မရနိုင်တဲ့အခြေအနေအရေးချက်ကြောင့်ဖြစ်လာဖို့များပေမဲ့နောက်ဆုံးဘတ်ဂျက်ဖြတ်တောက်မှုတွေကြောင့် Artemis 3 program နောက်ပိုင်းမှာတော့ဘာမှစီစဉ်ထားတာမရှိသေးပါဘူး။2029ခုနှစ်ဆိုတဲ့ရက်စွဲတောင်မှမဖြစ်နိုင်တော့သလောက်ဖြစ်လာပြီး တဖြည်းဖြည်းနဲ့နောက်ဆုတ်နေတာကိုတွေ့ရပါတယ်။ NASA ရဲ့ဘတ်ဂျက်ကဘာကိုတိုးမြင့်ပေးနိုင်မလဲ။ဒါပေမဲ့ဒီအခြေအနေကိုပြောင်းလဲနိုင်တဲ့အရာတစ်ခုတော့ရှိပါတယ်။ NASA ရဲ့ဘတ်ဂျက်ကိုမြင့်တင်ပေးနိုင်ပြီးတော့ NASA ရဲ့လကဘာအခြေစခန်းအစီအစဉ်ကိုအရှိန်မြင့်ပေးနိုင်တာတစ်ခုရှိပါတယ်။အဲ့ဒါကတော့တရုတ်နိုင်ငံကလကဘာဘော်ကို အရင်ဆင်းသက်နိုင်တာပါပဲ။ American တွေကအာကာသအကြောင်းကိုသိကယူမဆိုင်ကြပါပဲ။နံပါတ်1ဖြစ်ဖို့ကိုတော့အရန်ကယူဆိုင်ကြပါပါတယ်။ ရိုးရိုးသားသားပြောရရင်1960ပြည့်နှစ်တွေကလိုမျိုးနောက်ထပ်အာကာသစူးစမ်းမှုပြိုင်ပွဲတစ်ခုထပ်ဖြစ်လာတာကိုမြင်တွေ့ရရင်တကယ်ကိုကောင်းမယ်လို့ထင်ပါတယ်တရုတ်အာကာသအစီအစဉ်နဲ့သူတို့ရဲ့လကဘာရီမန်းချက်တွေအကြောင်းအများကြီးပြောပြပါပြီဒါပေမဲ့မေကွန်ရဲ့အဓိကချက်ဖြစ်တဲ့သူတို့ရဲ့အင်္ဂါဂျိုအစီအစဉ်တွေကဘာတွေလဲသူတို့အင်္ဂါဂျိုကိုအရင်ရောက်နိုင်မလားဆိုတာတော့မပြောရသေးပါဘူးဒီအချက်ကတော့နည်းနည်းဝေဝါးပါတယ်အင်္ဂါဂျိုဘောကို ဘသူအရင်ရောက်နိုင်မလဲအင်္ဂါဂျိုကို လူသားတွေဆေးလို့ရေးဆိုတာအာကာသနယ်ပယ်မှာကြီးမားတဲ့ရည်မှန်းချက်တစ်ခုပါဒါပေမဲ့ဘယ်နိုင်ငံဒါမှမဟုတ်ဘယ်ကုမ္ပဏီကအရင်ရောက်မလဲဆိုတာကတော့မေးခွန်းထုတ်စရာပါတရုတ်နိုင်ငံရဲ့ရည်မှန်းချက်ကတော့2033ခုနှစ်မှာအင်္ဂါဂျိုကိုလူသားတွေဆေးလို့ဖို့စီစဉ်ထားတယ်လို့2021ခုနှစ်ကထုတ်ဝေခဲ့တဲ့စောင်းမားတစ်ပုဒ်မှာဖော်ပြခဲ့မှုပါတယ်ဒါပေမဲ့ဒီရဆွဲဟာလကဘာအစီအစဉ်တွေထက်တော့ပိုပြီးရည်မှန်းချက်ကြီးတယ်လို့ယူဆရပါတယ် တရုတ်နိုင်ငံကတော့အင်ကာဂျူပေါ်မှာအောင်မြင်မှုတချို့ရရှိထားပြီးသားပါ။2021ခုနှစ်မေလမှာထျန်းဝမ်တစ်မစ်ရှင်နဲ့အင်ကာဂျူမျက်နှာပြင်ပေါ်ကိုဆင်းသစ်ပြီးလမ်းလျှောက်ဆက်နဲ့စူးစမ်းခဲ့ပါတယ်။2028ခုနှစ်မှာထျန်းဝမ်3နဲ့အင်ကာဂျူကမြေသားနဲ့ကြောက်သားနမူနာတွေကို ပြန်ယူမဲ့မစ်ရှင်ကိုလည်းစီစဉ်ထားပါတယ်။ဒါအပြင်အင်ကာဂျူပေါ်နေထိုင်ရေးနည်းပညာတွေကိုစမ်းသပ်ဖို့အတွက်ဂိုဘီတန်းခဲတဲခန္ဓာရထဲမှာ အင်္ဂါဂျိုအခြေစခန်းအတုတွေတိစောက်ထားတာလည်းရှိပါတယ်။ NASA ကလည်း2030ပြည့်နှစ်အစောပိုင်းမှာအာကာသယာဉ်မှုတွေကိုအင်္ဂါဂျိုစီဆေလွတ်ဖို့စိတ်ဝင်စားကြောင်းပြောခဲ့ပူပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ Artemis လကပါမစ်ရှင်တွေရဲ့ရန်ပုံငွေနဲ့ချိန်စရာပြဿနာတွေကြောင့်ဒီရီမန်းချက်တွေဟာတန်တရားဖြစ်ဖွယ်ရာဖြစ်နေပါတယ်။ SpaceX ကတော့ပိုပြီးရီမန်းချက်ကြီးပါတယ်။2028ခုနှစ်မှာလူတွေကိုအင်္ဂါဂျိုကိုဆေလွတ်ဖို့စီတင်ထားပြီး2026ခုနှစ်မှာ လူမပါတဲ့ Starship 5သင်းကိုအင်္ဂါဂျိုစီအရင်စေလွှတ်ဖို့လှုံ့ဆော်နေပါတယ်။ဒါပေမဲ့ဒီလိုအချိန်စရားတွေဟာအမဲလိုလိုရွှေဆိုင်တက်တာကြောင့်ဘလောက်အတိုင်းတာအထိလက်တွေ့ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရအောင်ပါ။အင်္ဂါဂျိုပေါ်အခြေချနိုင်ရင်းနဲ့ပတ်သက်ပြီးအချိန်စရားတွေကဘလို့ပဲဖြစ်နေပါစေဒီယာရီအားလုံးကိုလေ့လာပြီးတဲ့နောက်မှာကောက်ချက်ချနိုင်တဲ့အချက်တခုကတော့တရုတ်နိုင်ငံဟာအာကာသစူတန်ရေးနယ်ပယ်မှာမကြသေးခင်ကမှတကယ်ကိုအရှိန်ဟုန်ကောင်းနေတယ်ဆိုတာပါပဲ။ တို့ရဲ့လကဘာအစည်းအဝေးတွေအောင်မြင်လာမယ်ဆိုရင်ဒါဟာတရုတ်နိုင်ငံအတွက်တင်သာမကကဘာကြီးအတွက်ပါအာနာပါဝါရီရဲ့ချိန်ဝင်ရှာတွေကိုအပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ NASA ရဲ့ရန်ပုံငွေတွေပုံမှုရရှိဖို့အကောင်းဆုံးနည်းလမ်းကတော့လကဘာပေါ်မှာတရုတ်အလံကိုမြင်တွေ့ရတာပါပဲ။ဒါဆိုရင် American အနေနဲ့ Artemis Mission တွေကိုပုံမှုရန်ပုံငွေပေးခြင်းလဲပေးလာနိုင်တယ်လို့ Elon Musk ပြောခဲ့တယ်လို့အင်္ဂါဂျိုကိုရောက်အောင်သွားဆိုတဲ့အတိုင်းလုံးဝကြော်လွန်ပြီး အင်ဂါဂျိုစီတန်းသွားဖို့တောင်ဆန္ဒရှိလာနိုင်ပါတယ်။လက်ရှိမှာကျွန်တော်တို့ဟာအာကာသစူဒန်လေလာရေးပြိုင်ပွဲတစ်တခုရဲ့ဤတန်းမှာရောက်ရှိနေပြီလို့ပြောလို့ရပါတယ်။ဒီပြိုင်ပွဲမှာတစ်ဖက်ကလက်ရှိကောင်းဆောင်အမေရိကန်နဲ့တစ်ဖက်ကကမ္ဘာလုံးဆိုင်ရာရော အာကာသမှာပါသူတို့ရဲ့ဩဇာလွှမ်းမိုးမှုကို ပြသဖို့ဒါမဆိုလုံမဲ့စူပါပါဝါတရုတ်တို့ကြားကပြိုင်ပွဲတစ်ခုပါ။ဒါဟာတကယ်ကို စိတ်ဝင်စားစရာကောင်းလာတော့မယ်လို့ပြောလို့ရပါတယ်။တရုတ်နိုင်ငံရဲ့လကဘာနဲ့အင်ဂါဂျိုဂျီမန်းချက်တွေ SpaceX လို့ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ရှိန်ဟုန်တွေနဲ့ NASA ရဲ့ကြိုးပမ်းမှုတွေကို ကြည့်လိုက်ရင်အာကာသစူးစမ်းလေ့လာရေးဟာအရင်ကထက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာတာကိုတွေ့ရပါလိမ့်မယ်။ဒီလိုနိုင်ငံတကာနဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေကြားကပြိုင်ဆိုင်မှုတွေဟာအာကာသနည်းပညာကိုပုံမှန်မြန်ဆန်စွာတိုးတက်စေမှာတည်ကြပါရစေ။ဒါ့ပြင်တစ်ချိန်တည်းမှာပဲအင်ကာဂျို ကိုလိုနီတွေရဲ့နိုင်ငံရေးအာကာသဥပဒေတွေနဲ့ ဘသူကအာကာသအရင်းမြစ်တွေကိုထိမ့်ချုပ်မလဲဆိုတဲ့မေးခွန်းတွေကလည်းပေါ်ပေါက်လာပါလိမ့်မယ်။ဒီတော့အာကာသရဲ့အနာဂတ်ဟာတိုင်ပွဲတစ်ခုအနေနဲ့ဆက်သွားမလား။ဒါမှမဟုတ်ပုံမိုကြီးမားတဲ့လူသားမျိုးနွယ်ရဲ့ရည်မှန်းချက်တွေအတွက်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ရှေ့ဆက်မလားဆိုတာစောင့်ကြည့်ရအောင်ပါပါ။တေတာတာကတော့အာကာသစူးတန်းလေးလိုက်ခရီးဟာစတင်နေပြီဖြစ်ပြီးနောက်လာမယ့်စေတုနှစ်တွေဟာအာကာသတမိုင်းမှာအရေးပါတဲ့အချိန်ခါတွေဖြစ်လာပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။